1989ခုနှစ်မှာကျွန်တော်နှစ်သက်မှာစိုးရင်ညာကကျွန်တော်တို့ရေဘေးနဲ့ဝင်ရောကဘေးဖြစ်ပါတယ်ဒါလေးကတော့အန္တရာယ်ရှိပါတယ်1989ခုနှစ်အတွက်နှစ်သက်ဟောစရံလေးကိုကျွန်တော်ဟောပြောပေးသွားမှာဖြစ်တဲ့အတွက်ရှေ့မှာဆက်လက်ပြီးတော့ကြည့်လိုက်ကြအောင်ပါခင်ဗျာမင်္ဂလာပါခင်ဗျာ ခဏရသားမိများအားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ကဖေရင်ချစ်ပြိတ္တများအတွက်ထောင်တော့86ခုနှစ်ကနေထောင်တော့89ခုနှစ်ကိုကူးပြောင်းလာမယ်နှစ်တစ်နှစ်အတွက်နှစ်တစ်ဟောဇရန်လေးကိုကျွန်တော်ဟောပြောပြီးမှဖြစ်ပါတယ်ထောင်တော့89ခုနှစ်မှာဘယ်နေရာတွေကကောင်းမလဲဘယ်နေရာတွေကဆိုးမလဲဆိုတာကိုကျွန်တော် ပတ်စွမ်းတော့ကျွန်တော်ဟောပြောပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီနှစ်ကတော့ကျွန်တော်တို့69ခုနှစ်ကတော့ဘောဓုသာသမီတွေကတော့အတာစားနေပြီပေါ့ဗျာဘောဓုကမရဏလဲမရဏဆိုတော့ဘောဓုသာသမီတွေကတော့ညံ့နေပြီဗျာအဲ့တော့အတာစားတယ်ဆိုတော့ကျွန်တော်တို့အတက်နေ့မှာခေါင်းစင်းမင်္ဂလာပြုလုပ်တာမျိုး ။အဲ့တော့အတက်နေ့မှာလူကြီးသူမကိုအလူတန်းပြုလုပ်တာမျိုးကျွန်တော်တို့ကြံကြူတဲ့အိုးမှာလည်းပဲဗုဒ္ဓနံပန်းလေးပေါ့နော်ဗုဒ္ဓသားသမီးတို့အတာအိုးလေးတိုးထားပေးတာမျိုးပြုလုပ်ပေးရပါတယ်။အဲ့ဒီလိုပဲအတာအစားတော့ဗုဒ္ဓသားသမီးတွေအတာအစားတော့ဘာဖြစ်မလဲ။ဗုဒ္ဓသားသမီးတွေအတာအစားတော့သူတို့ဘာတဲ့အလုပ်တွေပိုလို့ရတာပေါ့ဗျာ။ပိုပင်မန်းတာပေါ့။အဲ့တော့ရှာရောက်ပွေရတယ်ပိုပြီးခက်ခဲတာပေါ့။ကျမကြီးလည်းခြူကြတာပေါ့။အဲ့တော့အတာအစားတယ်ဆိုတာဒီသဘောပါပဲ။ အဲ့တော့အသက်အသက်ရှည်စေဖို့ကျန်းမာရေးကောင်းစေဖို့တော့ကတော့ဗောဓုသားကြီးတွေဝါကိုလမ်းခင်းပေးတာမျိုးညောင်ပေမှာဝလုံးထောက်ပေးတာမျိုးပြုလုပ်ပေးရပါမယ်အဲ့တော့ဗောဓုသားသမီးတွေကတော့ဟောနှစ်တက်မှာကံအနေငယ်ညံ့ပါမယ်ပေါ့နော်ဒါပေမဲ့ तू ကဗောဓုနယ်ဖြစ်တဲ့ရေထွက်တို့အရက်တို့ဗောဓုနယ်နဲ့ပတ်သက်တဲ့အရာတွေကြတော့ तू ကအဲတော့ပြီးတော့ကောင်းနေပြန်ဟောတဲ့ အဲ့ဒါတော့ထူးခြားတာပေါ့နော်တကယ်တမ်းပြောရမယ်ဆိုရင်တော့ဒီဗိုလ်ထုနယ်နဲ့ပတ်သက်တဲ့စီးပွားရေးတွေကပျက်စီးမယ်လို့ယူဆရမှာတတ်မှတ်ရမှာဟောပြောရမှာပေါ့နော်ဒါပေမဲ့ဥပမာဆိုကြပါစို့ကျွန်တော်ပြောသလိုအဲ့လိုအရက်ရောင်းတဲ့သူတို့ဟိုဗိုလ်ထုနယ်ပေါ့နော်ရေရောင်းတဲ့သူတို့ရေသွက်ပစ္စည်းရောင်းတဲ့သူတို့အကယ်၍အကျိုးမြတ်ရှိလားမရှိလားတော့ကျွန်တော်တို့ရှင်းနေမှာစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒါကဗိုလ်ထုသားမျိုးတွေကညံ့လို့ကျွန်တော်ကပထမဦးဆုံးအနေနဲ့ပြောပြပေးတာဖြစ်ပါတယ် အဲ့တော့ဗုဒ္ဓနာညံ့တယ်နော်ညံ့တယ်ဆိုပေမဲ့အယောင်းဝယ်မှာတော့သွားကောင်းနေပြန်တယ်တဲ့ဒါကျွန်တော်ယူဆတာပေါ့နော်ကျွန်တော်ယူဆတယ်လို့ကျွန်တော်ပြောကြည့်တာပေါ့အဲ့တော့ယောင်းဝယ်ဖောက်ကားတဲ့အခါမှာလည်းပဲကိုကိုယ့်အကူတစ်ချက်လေးအတိထားပြီးတော့ကြည့်ကြည့်ပေါ့နော်နောက်တစ်ချက်ကညံ့လာကြတော့တန်လင်းငွေနေနဲ့ညံ့ပါတယ်တန်လင်းငွေနေနဲ့အိမ်ဆောက်ပြည်ကြီးအိုးအိမ်အဆောက်ဦးအုပ်စုအဖွဲ့ကြီးခြားတဲ့အရာတွေကညံ့တယ်ဘလို့ညံ့လဲဆိုတော့မတည်ငြိမ်ခြင်းနဲ့ညံ့တယ်ပေါ့နော် ဥမာမိသားစုအုပ်စုမှာလည်းမတည်ငြိမ်ဘူးပေါ့ဒီသဘောတည်းယူဆရပါမယ်အုပ်စုချင်းချင်းဟိုစဉ်းစားလို့မရညှိနှိုင်းလို့မရတဲ့အခြေအနေလေးတွေကြုံတွေ့ရတတ်တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်အဲဒီလိုပဲတနင်္ဂနွေသားသမီးတွေကဒီနေ့ပိုင်းမှာအရှိအပြောင်းတွေများနေတတ်တာပေါ့နော်တနင်္ဂနွေသားသမီးတွေဆိုရင်အပြောင်းလဲတွေများနေမယ်မတည်ငြိမ်မှုတွေများနေမယ်တနင်္ဂနွေသားသမီးတွေကအလုပ်ကိုင်နေရလဲပဲထုံနီး၎င်းလို့တတ်မှတ်ရမှာပေါ့ဒါတနင်္ဂနွေနဲ့ပတ်သက်တာပေါ့နောက်တစ်ခုက ။တန်နင်းဝင်သားသမီးတွေကသူကအပြောင်းလဲလုပ်ရတဲ့လုပ်ငန်းမျိုးတွေဆိုရင်အဲ့ဒီနှစ်သက်မှာကောင်းတယ်လို့ယူဆရမှာပေါ့။ဥပမာတန်နင်းဝင်သားသမီးတွေကခရီးသွားပြီးလုပ်ကင်ရတဲ့လုပ်ငန်းမျိုးတွေလုံလုံချာချာလုပ်ကင်နေရတဲ့လုပ်ငန်းမျိုးတွေတိတိငိမ့်ငိမ့်အဲတတိငိမ့်ငိမ့်မဟုတ်တဲ့လုပ်ငန်းမျိုးတွေနဲ့ပို့ပြီးတော့အကျိုးပေးနေတာပို့ပြီးတော့ဖြစ်ထွန်းနေတာပေါ့နော်ဒီလိုယူဆရမှာပေါ့နောက်တစ်ခုကတနင်္ဂနွေနေ့နဲ့ပတ်သက်တဲ့အိုးအိမ်အဆောက်အဦးဥအုပ် အဲအချုပ်ဆိုင်စတဲ့အလုပ်တွေကြတော့နှစ်သစ်မှာအကျိုးအမြတ်နည်းမယ်လို့ယူဆရမှာเนาะအဲ့ဒီလိုနားလဲပေါ့ပြီးတော့ကျွန်တော်တို့တနင်္လာနံဖြစ်ပါတယ်တနင်္လာနံနဲ့ပတ်သက်လို့ငွေချံကကြက်ကြောက်စတဲ့အလုပ်တွေကအကျိုးဖြစ်တော့မို့အားနည်းပါတယ်မကောင်းဘူးပေါ့ဗျာအဲ့တော့တနင်္လာသားသမီးတွေလည်းမကောင်းလို့ယူဆရမှာပေါ့ အဲ့ဒီလိုနှမျိုးမှာဒင်းလာသားမိတွေကပေါ်ပေါ်လွင်လွင်နေလို့မရအောင်ထင်းထင်းပေါ်ပေါ်နေလို့မရအောင်ထင်းထင်းရှားရှားနေလို့မရအောင်လှို့ဝှက်ရမယ်သူ့သိပ်ရမယ်ဒင်းလာဒင်းလာသားသမီးတွေပေါ့နော်ပြီးတော့ကျွန်တော်တို့ဒင်းလာနံဖြစ်တဲ့ငွေချင်းလုပ်ငန်းကားလုပ်ငန်းခြံလုပ်ငန်းကြောက်လုပ်ငန်းစတဲ့လုပ်ငန်းတွေမှာလည်းပဲအင်းနဲ့အားနဲ့ငွေချင်းရင်းနှီးမြှုပ်နှံတာမျိုးမလုံးတင်ဘူးလို့ကျွန်တော်ကယူဆတယ်ပေါ့နော်ဒီလိုပဲအတိတ်ပဲရပါတယ် အဲ့ဆနေသားသမီးတွေဆနေနံတော့ထင်ပေါ်မယ်ထင်ရှားမယ်နိုင်ငံအဖြစ်လဲနိုင်ငံခြားခရီးတွေနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတွေနိုင်ငံခြားယင်းနှညုံနယ်မှုတွေရရှိလာမယ်ဝင်လာမယ်လို့လည်းယူဆပါတယ်အဲ့တော့ဒီဘနဲ့နိုင်အထယ်လိုက်စတဲ့လုပ်ငန်းတွေလည်းအဆင်ပြေမယ်အောင်မြင်မယ်လို့ဆရာယူဆပါတယ်ဒီလုပ်ငန်းလုပ်နေတဲ့လူတွေကအကျိုးမြတ်ဖြစ်ထွန်းမယ်လို့အဲကျွန်တော်ယူဆပါတယ် အာပြီးတော့ဓာတ်ငွေပေါ့နော်တွင်းထွက်ပစ္စည်းပေါ့ဒါမျိုးလေးတွေကစီးပွားဖြစ်လာမယ်လို့ယူဆပါတယ်နိုင်ငံသားသွားတဲ့အလုပ်တွေနိုင်ငံသားအနေနဲ့ကုန်စည်စီးဆင်းတဲ့အလုပ်တွေစတဲ့နိုင်ငံသားနဲ့သက်ဆိုင်တဲ့အလုပ်တွေအားလည်းပဲအကျိုးမျိုးဖြစ်ထွန်းလာနိုင်မယ်လို့ဟောလို့ရတဲ့နေ့ဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးများအင်္ဂါသားသမီးကတော့ဒီနေ့ကတော့ကြီးပွားမယ်တိုးတက်မယ်အောင်မြင်မယ်ချမ်းသာမယ်ဆိုတဲ့နှစ်တစ်နှစ်ကိုရောက်ရှိသွားတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်အင်္ဂါသားသမီးတွေကအာအလူတန်းနဲ့လောရမယ်နှစ်တစ်နှစ်ကိုရောက်ရှိသွားတဲ့ အဲ့လိုယူဆရပါမယ်နောက်တစ်ခုကအင်္ဂါသားသမီးတွေကအစအစအရာရာမှာလုံခြုံရမယ်စိတ်ချရမယ်လို့ယူဆရတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးများတော့ပါအဲ့တော့အင်္ဂါသားသမီးတွေဆိုတော့ခုနကအင်္ဂါနံနေစံချီစေးစားဆက်စတဲ့လုပ်ငန်းတွေမှာရင်းနှီးညှို့နှံလို့လည်းရပါတယ်အင်္ဂါနံနဲ့ပတ်သက်လို့နော်ကျွန်တော်ကလက်တန်းပြောနေတာဖြစ်တဲ့အတွက်တော့ဟိုနည်းနည်းလေးတော့အားနည်းချက်လေးချွင်းချက်လေးရှိပါလိမ့်မယ်ကျွန်တော်ကလူလေးပြောတာသဘောကျလို့ပေါ့နော်စာဖတ်ပြီးပြောတာကျွန်တော်သဘောမကျလို့ပေါ့နော် အဲ့တော့အင်္ဂါနဲ့ဆန်စီစေးစားဆက်ပစ္စည်းတွေအကျိုးပေးမယ်။ဥပမာဆိုကြပါဆိုဆေးရုံသုံးပစ္စည်းတွေယင်းနှမြုံနံမယ်။ဆေးဝါးပစ္စည်းတွေယင်းနှမြုံနံမယ်ဆိုရင်ရပါတယ်။ဆက်ပစ္စည်းနဲ့ပတ်သက်လို့ယင်းနှမြုံနံမယ်ဆိုရင်ရပါတယ်။ဆန်နေစီတွေမှာယင်းနှမြုံနံမယ်ဆိုရင်ဖြစ်ထုံးမယ်အောင်မြင်မယ်လို့ကျွန်တော်ယူဆပါတယ်နော်။အဲ့တော့တောက်ကြံနဲ့တောက်ကြံတောက်ကြံနဲ့ပတ်သက်လို့ကတော့ခရီးသွားလုပ်ငန်းတစ်တန်တော့တစ်သီးပေါ့နော်။အသားငါရောင်းဝယ်ရေးတွေမှာ အကျိုးအမြတ်တွေရရှိမယ်ကြီးပွားနိုင်တယ်အောင်မြင်နိုင်တယ်လို့ယူဆပါတယ်ပြီးတော့ကျွန်တော်တို့ဟိုတယ်လုပ်ငန်းခရီးသွားလုပ်ငန်းမှာရင်းနှီးမြှုပ်နှံတာမျိုးလည်းအဆင်ပြေလာလိမ့်မယ်အောင်မြင်လာလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်ဟောနိုင်ငံအပြည့်ဆိုရင်တော့ကျွန်တော်တို့တနိုင်ငံလုံးတိုင်းတာအနေနဲ့ဆိုရင်တော့ခရီးသွားလုပ်ငန်းတွေကောင်းပါလေခီးသွားလုပ်ငန်းဘယ်လိုမျိုးကောင်းလာမလဲတော့ကျွန်တော်တို့စင်မြင့်တက်မှာစောင့်ကြည့်ရမှာဖြစ်ပါတယ်အဲနောက်တစ်ခုကကြတော့ တယောက်နဲ့တယောက်ပေါ့နော်စကားပြောဆိုပြီးလောက်ကန်ရတဲ့လုပ်ငန်းမျိုးတွေစကားပြောရတဲ့လုပ်ငန်းမျိုးတွေလည်းအဆင်ပြေနိုင်တယ်အောင်မြင်နိုင်တယ်ပေါ့နော်စကားပြောရတာဘေးတင်ကြရည်ရှိမယ်ဗျာရှိနေနေရှိမယ်အဲတဏ္ဍပံရေးရာတွေအဆင်ပြေနိုင်တယ်အောင်မြင်နိုင်တယ်လို့ယူဆရတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ပြီးတော့ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းကြာသပတိသားသမီးတွေဒီနေ့ကတော့ထင်ပေါ်ပြီးထင်ရှားပြီးဒီနှစ်တည်းမှာကြာသေးသားသမီးတွေပြောစကားဆိုစကားတွေအောင်ပြီးလောကကံရတဲ့အလုပ်တွေလည်းအဆင်ပြေပြီးအောင်မြင်ပြီလို့ ယူဆရမယ့်နှစ်တစ်နှစ်ဖြစ်ပါတယ်။ကြာတာပတိတွေကတော့အဓိပတိဖြစ်သွားပြီပေါ့နော်။အဲဒီလိုပါပဲပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာလည်းပဲယင်းနှုံနယ်လို့ရတယ်။မြေပဲပြောင်းတဲ့မြေယာဖျောက်၊ဖုံပိုက်ပလတ်စတစ်ပရိဘောကအာမြေမြေတွေဈေးကောင်းလာပြီပေါ့နော်။မြေတွေရောင်းဝယ်တွေဖြစ်လာမယ်။အဲတော့ကျွန်တော်တို့ပြီးခဲ့တဲ့ကာလရဲ့ရိုက်ခတ်မှုတွေရာလဲမြေတွေကတော့ဈေးတက်လာမှာပေါ့။အော်နှစ်တည့်ရဲ့ကာလပိုင်းခြားမှာလည်းပဲမြေတွေကကျွန်တော်တို့အဓိပတိဖြစ်သွားပြီဆိုတော့ မြေတွေမှာယင်းနှိမ့်ညုံ့နှံထားတဲ့သူကြီးအမျက်အစွန်းရမယ်မြေတွေမှာယင်းနှိမ့်ညုံ့နှံရင်လည်းအယောင်းဝယ်တွေအဆင်ပြေမယ်အောင်မြင်မယ်လို့ကျွန်တော်ယူဆပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့အကြမ်းမြင်လေနှစ်သစ်အတွက်ဟောပြောပေးခြင်းဖြစ်ပါတယ်အဲ့တော့နှစ်သစ်မှာအကောင်းဆုံးကတော့ဂျာတာပရိပေါ့ဒုတိယကောင်းတာကတော့ကျွန်တော်တို့စနေဖြစ်ပါတယ် တတရကောင်းတာကတော့ကျွန်တော်တောက်ကြအောင်ကြိုက်ပါတယ်။အဲစရုဒ္ဓကောင်းတာကတော့ကျွန်တော်တို့အင်္ဂါဖြစ်ပါတယ်။အဲ့တော့မကောင်းတာကတော့ဘုံဓုသာသမီတွေတနင်္ဂနွေသာသမီတွေတနင်္လာသာသမီတွေဖြစ်ပါတယ်။အဲ့တော့မကောင်းဆိုတော့ကြောက်စရာတော့မရှိဘူး။ဘာသာရေးကိုဖိပြီးတော့လုပ်ပေးပါ။အဲ့တော့အကယ်၍ပေါ့ခုနကျွန်တော်ပြောသလိုစနေနံကောင်းတယ်ဆိုရင်စနေနံကိုတိုးချဲ့ပြီးတော့ပို့ပြီးတော့လုပ်ပေးပါ။အားဆိုင်ပြီးတော့လုပ်ပေးပါ။ တော့အင်္ဂါနံကောင်းတယ်ဆိုရင်လည်းအင်္ဂါနံအင်္ဂါနံလုံးနေကြလူဆိုရင်တော့အင်္ဂါနံကိုပြန်ပြီးတော့အားဆိုင်ပြီးလုပ်ပြီးပါတောက်ကြံနံကောင်းတယ်ဆိုရင်တော့တောက်ကြံနံအားဆိုင်ပြီးတော့လုပ်ပြီးပါဇာတိနံကောင်းတာဖြစ်တဲ့အတွက်ဇာတိနံကိုလည်းအားဆိုင်ပြီးတော့လုပ်ပြီးပါအပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာလည်းပဲအများကြီးရင်းနှီးမြှုပ်နှံလို့ရပါတယ်